ကိုရဲ့မျက်နှာမပြချင်တဲ့ content creator တွေအတွက် short video တို့လေးကိုဗျိုင်းနေပြီးတော့တွားထောင်ရမလဲဒီ down လာတဲ့ video အတူလေးတွေကို in short video editing application ကိုသုံးပြီးတော့ဘလို့စနစ်တကျ edit ကမလဲဒီအကြောင်းအရာလေးတွေကိုဒီ video မှာမျှပေးသားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ one clip ပြကရင်နေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ channel ကိုမိတ်ဆွေရ follow and subscribe လုပ်ကြတည်းဆိုရင် follow and subscribe လုပ်ပြီးဖို့မြတ်တရက်ခံပါတယ်ခင်ဗျာ Canva application မရှိသေးဘူးဆိုရင် Play Store အင်နေပြီးတော့ download ပြီးကျွန်တော်ဖုန်းထဲကိုထည့်ထားဖို့လိုပါတယ်။ Canva application ကိုဖွင့်လိုက်ပြီးဆိုရင်ဒီမှာ video ဆိုတာရှိပါတယ်။ဒီ video တွေကိုဝင်ပေးလိုက်ပါကျွန်တော်တို့က YouTube video site လုံးမှာဖြစ်တဲ့အတွက်ဒီ YouTube site ကိုရွေးချယ်ပြလိုက်ပါ။ లై မကောင်းရင်တော့ကျွန်တော်တို့ Canva ရဲ့ဝင် VPN ခံပြီးတော့ဝင် ပို့ပြီးတော့အဆင်ပြေပါတယ်။ ဒီမှာအစိပ်ပိုင်းသူ့ပြုတ်ရေးထားရပါတော့ဒီ icon လေးတွေကိုနှိပ်ပြီးလိုက်ပါဒီ search bar မှာကိုယ့်ရဲ့ script မှာပါဝင်တဲ့အကြောင်းအရာလေးကိုရိုက်ချလို့ရပါတယ်ကိုကဒီ non glass table ဒီ script မှာရေးထားရဆိုရင်ဒီ non glass ဆိုပြီးတော့ဒီအပေါ်မှာရိုက်ချလိုက်ပါတော့ဒါဆိုရင်တော့ဒီ zoom လေးနဲ့ပတ်သက်တဲ့ video လေး အများကြီးကြလာပါပြီ။ကိုကပုံလီကိုလိုချင်နေဆိုလဲဒီဘက်မှာပုံပါရဲ့နေရာရှိရပါတော့။ဒီဟိုင်းနေပြီးတော့လဲပုံလီကိုရိုက်ရှာပြီးတော့ down လို့ရပါတယ်။နောက်ဒီမှာနောက်ကျန်နေတဲ့ video thread တင်းလျော်မဲ့ view report ကိုယူလိုက်ပါ။ယူရသေးဆိုရင်တော့ဒီ frame ကိုပြအောင်လို့ဒီဘေးနားကအလုံးလို့နေပြီးတော့ဆွဲချလိုက်ပါ။ video ရောက်သွားပြီဆိုရင်တော့ဒီဘက်ဘေးမှာ ီ download ဆွဲမယ့်နေရာလေးရှိပါရဲ့ဒီဆက်ဝင်လိုက်ပါ download လို့ရအောင်နှိမ့်လိုက်ပါဒီပေါ်မှာ mp4 ကိုရွေးချယ်ပြီးတော့ download လုပ်လိုက်ပါဒီနည်းတိုင်းပဲဒီထက်ဝင်ပြီးတော့ကျွန်တော် subscribe မှာပါဝင်တဲ့အကြောင်းအရာတွေနဲ့ kait ကြည့်မယ်အရာတစ်ခုကိုရှာပြီးတော့ down ပြီးတော့ edit လုပ်လို့ရပါတယ် video edit လုပ်ဖို့အတွက်ကြတော့ကျွန်တော်ကတော့ဒီ insure application ကိုသုံးပါရယ် message ရော insure application မရှိသေးဘူးဆိုရင် list store မှာသွားဒေါင်းပြီးတော့ဖုန်းနံပါတ်ထည့်ပြီးတော့အသုံးပြုလို့ရပါတယ်။ application ဖိတ်မိသွားပြီဆိုရင်ဒီ video နေရာကိုနှိပ်လိုက်ပါ။ဒီမှာ new ဆိုပြီးတော့ရှိပါရဲ့။ပြီးတော့ဒီအပောင်းလေးကိုနှိပ်လိုက်ပါ။ကျွန်တော်တို့ download ထားတဲ့ video တွေကိုယူလိုက်ပါ။ကျွန်တော်ဒီ insure logo ကိုဖျောက်ချင်တယ်ဆိုရင်တော့ဒီအမှားချက်လေးကိုနှိပ်ပြီးတော့ဒီ free remove ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ logo ပျောက်သွားပါပြီ။ ဆိုတော့ကျွန်တော်ဒီ video ထည့်ပြီးသားဆိုရင်တော့ကျွန်တော်နောက်ခံ audio ထည့်ဖို့အတွက်ကြတော့ဒီ audio တော့သွားပြီးတော့ကျွန်တော်အတန်းသွင်းလိုက်တဲ့ audio တစ်ခုကိုယူလိုက်ပါဒီမှာ audio နဲ့ပြရင်လည်း video နဲ့ညီအောင်ညှိထားဖို့လိုလိုပါတယ်။ audio ကိုနားထောင်ပြီးတော့ကျွန်တော် video ကိုတပုတ်ချင်းသွားတာပိုအဆင်ပြေပါတယ်။ ဗီဒီယိုကိုဖြတ်ဖို့ဆိုရင်တော့ဒီဗီဒီယိုနေရာကိုလက်နဲ့ထောက်လိုက်ပါဒီမှာ split ဆိုတာရှိပါတယ်ဒီ split ကိုနှိပ်ပြီးတော့ delete ကိုနှိပ်လိုက်ပါဒီလိုပဲကျန်တဲ့ဗီဒီယိုအပိုင်းလေးတွေလည်းဒီနည်းနဲ့ဖြတ်သွားလိုက်ပါဖြတ်ပြီးသားပြီဆိုရင်တော့ဒီဗီဒီယိုတွေမှာဒီစာတန်းလိုချင်တယ်ဆိုရင်ဒီ text ကိုနှိပ်လိုက်ပါ transition လည်းထည့်လို့ရပါတယ်ဒီအလုံးလေးတွေကိုနှိပ်လိုက်ပါဒီမှာကိုအသုံးပြုချင်တဲ့ transition ကိုထည့်လို့ရပါတယ် ဒီစလုံးမှာပါတဲ့အမဲရောင်ရှိတ်လေးကိုထည့်တာကြတော့ဒီ color နေရာလေးကိုတွားလိုက်ပါဒီမှာ glow ဆိုတာရှိပါတယ်ဒီကိုထည့်ကျင်တဲ့အရာကိုရွေးချယ်ပြီးတော့နောက်ကရှိတ်တွေကိုပြောင်းလဲလို့ရပါတယ်ပြီးရင်တော့ဒီအမှန်ကျေလေးကိုနှိပ်လိုက်ပါလို့ရပါပြီเนาะဒီ mafia ရဲ့ essential grammar in ဒီ video တွေကိုတပုတ်နဲ့တပုတ်အကူအပြောင်းလေးတွေမှာ transition ထည့်ခြင်းနဲ့ဆိုရင်တော့ဒီအလဲက အဖြူလုံးလေးကြီးကိုနှိမ့်လိုက်ပါဒီမှာကိုတော့အတက်လေးဖြစ်တာမျိုးအလုပ်တစ်ခုချိန်ပြီးတော့ဒီလိုခန်းစားစီမဲ့အတက်လေးဖြစ်တာမျိုးနော်ဒီဗီဒီယိုရဲ့ပုံမှာစာအုပ်ဆိုလဲစာအုပ်ပုံနိုင်ဆိုလဲနိုင်ဒီလိုထည့်ကျင်နေဆိုရင်တော့ဒီ PNP ရဲ့ဝင်လိုက်ပါဒီဘွားကိုထည့်ထားတဲ့ဗီဒီယိုကိုလက်နဲ့ထောက်ပြီးတော့ဒီမှာကတ်အောက်ဆိုတာရှိပါတယ်ဒီစက်ဝင်ပြီးတော့ဒီ Chrome ကိုနှိမ့်လိုက်ပါ ဒီဘောကအလုံးလေးကိုကိုဖြတ်ချင်တဲ့အရာကိုထောက်ပြီးတော့ဒီရောက်က share လေးကိုဒီတရားထိတင်ရပါတော့။ဒါကတော့ဒီ background ဖြောက်တဲ့နည်းပဲဖြစ်ပါရဲ့။ဒါတော့အမှန်ခြေလေးကိုနှိပ်လိုက်ပါ။အကောင်လုံးပြီးသွားပြီဆိုရင်တော့ဒီ expo ကိုနှိပ်ပြီးလိုက်ပါ။ဒီ resolution မှာ1080လေးထားလို့ရတယ်။ two way resolution ကိုလည်းထားပြီးတော့ expo လုပ်လိုက်လို့ရပါတယ်။ဒီနည်းနဲ့ကိုအသုံးပြုကျင်တဲ့ video တွေကို ဒေါင်းလုဒ်ဆွဲပြီးတော့ဗီဒီယို edit တက်သွားမယ်လို့ယုံကြည်ပါတယ်။သိကျင်တာလေးများရှိရင်ဒီဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ပြီးပါ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။